သင်ကသွေးတိုးရောဂါရှိတဲ့လူတစ်ယောက်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်သင့်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကသွေးတိုးရောဂါရှိတဲ့လူတွေအတွက်သွေးတိုးရောဂါရဲ့အန္တရာယ်ရှိတဲ့လက္ခဏာ၁၄ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေကတစ်ချက်ချက်နဲ့ကန့်ညီနေပြီဆိုရင်ဆရာအောင်နဲ့ပြဖို့လိုအပ်ပါတယ်အချက်တော်တော်များများနဲ့ကန့်ညီနေပြီဆိုရင်တော့ဆေးရုံချက်ချင်းသွားမှာဖြစ်ပါတယ် ပထမချက်အနေနဲ့ကကြတော့ရုတ်တရက်ခေါင်းကိုက်တာဖြစ်ပါတယ်။ခေါင်းကအရင်လိုကိုက်တာနဲ့မတူဘူး။အရန်ကိုက်တယ်။ပြင်းပြထန်ထန်ကိုက်တယ်။တစ်ခါမှဒီလိုပုံစံမျိုးမကိုက်ဘူးဘူးဆိုရင်ဒါကသွေးရန်တိုးပြီးတော့အုံနောက်သွေးကြော ပေါက်သွားတာဖြစ်နိုင်ပါတယ်။ဆေးရုံချစ်ချင်းသွားဖို့လိုအပ်ပါတယ်။ဒုတိယချက်အနေနဲ့ကကြတော့မျက်စိကြည့်မကောင်းတာဖြစ်ပါတယ်။အမြင်အာရုံဝါတာ၊ပုံရိပ်နှစ်ထပ်မြင်တာ၊ရုတ်တရက်အမြင်အာရုံကွယ်သွားတာဒါမျိုးတွေဖြစ်ပါတယ်။ သွေးအရန်တိုးပြီးတော့အာရုံကြောထိခိုက်တာမျက်လုံးထိခိုက်တာအုံနောက်ထိခိုက်သွားတာကြောင့်ဖြစ်ပါတယ်။နောက်တစ်အချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ရှင်ဘက်အောက်တာပဲဖြစ်ပါတယ်။ရုတ်တရက်ရှင်ဘက်အောက်လာမယ်။ရှင်ဘက်ရဲ့အလယ်တဲတကနေအောက်မယ်။ချောနဲ့ရင်နဲ့ညှက်ပြီးတော့အောက်မယ်။ရှင်ကျက်လာမယ်။ရှင်ဘက်ထဲမှာတင်းကျက်ကျက် ဖြစ်လာမယ်ဆိုရင်တော့ဒါကသွေးအရန်တိုးပြီးတော့နှလုံးထိခိုက်သွားတာဖြစ်နိုင်ပါတယ်။အနေနဲ့အရန်ရှိပါတယ်။စေယုတ်ချက်ချင်းသွားဖို့လိုအပ်ပါတယ်။ ။နောက်တစ်ချက်တစ်ခုကကြတော့မောတာဖြစ်ပါတယ်။ရုတ်တရက်မောလာတာမျိုးဖြစ်ဖြစ်ဖြစ်ပေးခြင်းမောနေရကနေပြီးတော့ရုတ်တရက်မောလာတာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင်ဒါကသွေးအရန်တိုးပြီးတော့အဆုတ်သို့မဟုတ်နှလုံးထိခိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ဒါပြင်ဦးမခရောင်ကနန်းနေပြောနေပြီသတိလက်သွားပြီစကားပြောရခက်ပြီဆိုလို့ရှိရင်လေဒါကသွေးအရန်တိုးပြီးတော့လေဖြတ်တာ လေဖြတ်တာ အုံနောက်သူကျပေါက်သွားတာဖြစ်နိုင်ပါတယ်ဒါအပြင်ဟိုမှာခန္ဓာကိုယ်ရဲ့တချမ်းဘယ်သို့မဟုတ်ညာတချမ်းကနေပြီးတော့အားနေတာထုံတာမလှုပ်နိုင်တာဖြစ်နေခဲ့ပဲဆိုလို့ရှင်လေဒါကသွေးအရင်တိုးပြီးတော့လေဖြတ်လေပြန်းဖြစ်သွားတာဖြစ်နိုင်ပါတယ်နောက်တစ်ချက်တစ်ခုကကြာတော့တက်သွားတာဖြစ်ပါတယ်တက်နေတာကလည်းပဲသွေးအရင်တိုးတာရဲ့အနည်းရှိလက္ခဏာဖြစ်ပါတယ်အုံနောက်သွေးချော ပေါက်ပြီးတော့အောက်နောက်ထဲမှာဖိအားများပြီးတော့တက်တာမျိုး ဖြစ်နိုင်ပါတယ်နောက်တစ်ချက်တစ်ခုကကြတော့ပြုတ်တာအန်တာပဲဖြစ်ပါတယ်ဇတိုက်အန်နေမယ်ဇတိုက်ပြုတ်နေမယ်တောထုတ်အန်နေမယ်ဆိုရင်လည်းဒါကအောက်နောက်သူကျော်ပေါက်တာရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ဒါပြင်ဦးမရုပ်တရက်ပြင်းပြထန်ထန်ဘိုက်အောက်လာတာမျိုး ဖြစ်ပါတယ်ဒါကလည်းပဲသွေးအရင်တိုးပြီးတော့သွေးလို့ကြောမကြီးပျက်စီးသွားတာကြောင့်ဖြစ်နိုင်ပါတယ် နောက်တစ်ချက်တစ်ခုကကြတော့စီးထွက်တာနဲသွားတာဖြစ်ပါတယ်ဒါကလည်းပဲသွေးရတိုးပြီးတော့ကြောက်ကက်ထိကြိုက်သွားတာကြောင့်ဖြစ်နိုင်ပါတယ်နောက်တစ်ချက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်နော်နှာခေါင်းသွေးရှင်တာမရက်တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့သွေးပေါက်ချင်းကြည့်ပါ သွေးအရန်တိုးပြီးတော့သွေးကြောသေးသေးလေးတွေပေါက်ပြီးတော့နှာခေါင်းသွေးရှင်တာက မရက်တာဖြစ်နိုင်ပါတယ်ဆေးချင်းချင်းသွားဖို့လိုအပ်ပါတယ်ဒါပြေုံမှာနှလုံးခုန်တော့ မြန်တာရှင်းတုံတာနှလုံးခုန်မှန်မှန်တာဖြစ်ပြီဆိုရင်လည်းတွေးရတွေးပြီးတော့နှလုံးကိုထိခိုက်နေရတဲ့လက္ခဏာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ခြေောက်တွေဖောတာမျက်နှာတွေဖောတာမျိုးလုံးတစ်ဝိုက်မှာဖောတာဖြစ်ပါတယ်။ဒါကလည်းပဲတွေးရတွေးပြီးတော့ကြောက်ကပ်ပျက်စီးတဲ့အခါမှာဖြစ်ဖြစ်နှလုံးပျက်စီးတဲ့အခါမှာဖြစ်ဖြစ်ပြသမဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ။နောက်ဆုံးအချက်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့သွေးပောင်ချိန်ကြီးလိုက်တဲ့အခါမှာအပေါ်သွေး180အောက်သွေး120နှစ်အထက်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ဒါဆိုလို့ရှင်အနေရရှိပါတယ်။ဆေးရုံစည်းကမ်းချက်ချင်းသွားဖို့လိုအပ်ပါတယ်။တကယ်လို့တင်ကသွေးပောင်ချိန်ကြီးလိုက်လို့အပေါ်သွေး180အောက်သွေး120နှစ်အထက်ဖြစ်နေပြီးတော့အပေါ်မှာပြပြခဲ့တဲ့လက္ခဏာတွေတော်တော်များများနဲ့ကညီနေတယ်ဆိုရင်ဒါကအန်ရဲ့အရန်ရှိတဲ့အခြေအနေ ဖြစ်ပါတယ်ဆေးရုံချက်ချင်းသွားဖို့လိုအပ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပဲသူတို့ရောကနေပတ်သက်တဲ့တည်တည်သိတိုင်းတဲ့အချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်